နှုတ်မင်္ဂလာပါရှင်။နေ့တော့ဆိုရင်ကျမတို့ DTT ရဲ့ခြေခံမှုငါကုတ်ကိုဆွေးနွေးခဲ့တယ်။အဲဒီမှာဆိုရင်အစေပိုင်းတတိလေးနဲ့စရမယ်။အဲ့လိုမျိုးပိုင်းတတိလေးတွေခွဲပြီးတော့လေ့ကျင့်ရမမိရရှိလို့တဲ့စွမ်းရည်တစ်ခုကိုရရှိသွားပြီဆိုရင်အဲရရှိသွားပြီဆိုပြီးတော့မှနောက်စွမ်းရည်တစ်ခုကိုလေ့ကျင့်ပေးမယ်။အဲ့တော့ပထမအဆုံးအဓိကစွမ်းအမိတွေ့လေ့ကျင့်နေတဲ့စွမ်းရည်မှာ သူ့ရဲ့လှုပ်ဆောင်ရမယ့်အစ်စ်နေအားလုံးတစ်ခုလုံးကိုသူလှုပ်ဆောင်တတ်သွားပြီဆိုတော့မှနောက်ထပ်အစမ်းကြီးအစ်စ်တစ်ခုလေ့ကျင့်ပေးရပါမယ်။နောက်ပြီးတော့ရှင်ဒါ session တိုင်းမှာတုံခွန်ဆိုင်လေ့ကျင့်ပေးရမယ်။အဲစတုတာ pro အနေနဲ့စရမယ်။တပြေးပြေးနဲ့ print ကို short သွားရမယ်။နောက်ပြီးတော့ပြင်စမကကြတော့ကျမတို့ပြအောင်သူတို့ကိုအမြဲတမ်းပေါ့နော် reinforcer ပေးရပဲဆိုတာလေးကိုဆွေးနွေးပေးသွားပါရစေ။အဲ့ဒါလေးရဲ့အဆက်ပေါ့နော်ကျမတို့ DDD ကိုဆွေးနွေးနေရပါပဲ။ ဒီနီးလမ်းမှာရှိရပေါ့နော်ဒီဒီဒီရဲ့အစင်ကြီး၅စင်ပေါ့နော်ဒီဒီမှာဆိုလို့ရှိရင်သူ့ကို discriminated ဒါ stimulus ထူးခြားတဲ့နှုတ်ဆော်မှုတွေပေးမယ်အဲ့ဒါကြီးကဘာရုံးဆိုရင်ထူးခြားတဲ့နှုတ်ဆော်မှုအနေနဲ့ပေးတဲ့အခါမှာတိကျရှင်းလင်းရမယ်တိုးတောင်းတဲ့ညွှန်ကြားချက်တွေဖြစ်ရမယ်တဲ့တိတိကျကျရှိရမယ်တိုးတိုးတောင်းတောင်းပဲပြောရမယ်ဒါမှသူကတလေးကလေးတွေကနားဒီလိုမျိုးပြောလိုက်တဲ့စကားလုံးတွေကိုနားလည်နိုင်မှာဖြစ်ပါလေရှင် ။နောက်ပြီးလို့ရှိရင်ဒါမှကလေးကဘာလို့ရမလဲဆိုတာကိုသိပြီးတော့တင့်လျော်တဲ့တုံ့ပြန်မှုကိုပေးနိုင်မှလည်းဖြစ်ပါတယ်လေရှင်။ပြီးတော့မိမိလိုချင်တဲ့ပြုမှုကိုရလို့ရှိရင်သူတို့ကိုတိုက်တွန်းအားပေးမှုဆိုတဲ့ရင်းပူဇာကိုချက်ချင်းလဲလှူဆောင်ပေးရပါမယ်တဲ့။နောက်တစ်ခုကကြတော့အဓိက DTD ရဲ့အဆင့်၅ဆင့်မှာပြုံးနေတဲ့ကုညီပေးခြင်းပေါ့နော်ပြုံးပေးရမယ်ကုညီပေးရမယ်ကလေးကိုကောင်းမွန်စွာတုံ့ပြန်နိုင်မှုတွေကုညီပံ့ပိုးမှု ပေးရန်ကလည်းလိုအပ်ပါတယ်သူကောင်းဟိုသူ့ရဲ့ဒီဆောင်ရွက်ရမယ့်အပြုမှုတစ်ခုကိုသူကောင်းကောင်းလုပ်နိုင်မှုအတွက်ဒီလိုမျိုး plan ကအရေးကြီးပါတယ်ဒါကြောင့်ကုညီပံ့ပိုးပေးဖို့လည်းလိုအပ်ပါတယ်တဲ့နောက်အဲ့လိုမျိုးပေါ့နော်ကလေးကိုပေးလိုက်တဲ့နှုံဆော်မှုနဲ့ကလေးရဲ့တုံ့ပြန်မှုရမှာ plan ကိုပေးရမယ်ကလေးကိုနှုံဆော်မှုက stimulus ပေးလိုက်တဲ့အခါမှာအဲ့ဒီချက်ကလေးနဲ့ကလေးရဲ့ကြားမှာဘာလို့ရမလို့ဆိုရင်တုံ့ပြန်မှုတွေရဲ့ကြားမှာကူညီလမ်းညွှန်မှုတွေကိုလည်းလှုပ်ဆောင်ပေးနေရမှာဖြစ်ပါတယ်ရှင် အဲ့ဒီ print ပေးတဲ့နေရာမှာအများဆုံးကနေပြီးအ ਨੇ ဆုံးကလေးရဲ့ခြေနေပေါ်မှာ modify ပေးရမယ်။တပြေးပြေးနဲ့ဒီ print တွေကို short ချသွားမှာပေါ့။အများဆုံးပေးရတာနေပြီးတော့အဲ့ဒီ print ပေးတဲ့အခါမှာနီလန်းနေအများကြီးရှိတယ်။နီလန်းနေအများကြီးရှိပါလေရှင်။ခန္ဓာကိုယ်ကိုအပြည့်အဝခိုင်တွဲပြီးတော့သူတို့ကိုဒါကူညီလမ်းညွှန်မှုပေးရလဲရှိတယ်။ အဲ့ဒီမှာကိုပဲဟိုသူတို့ဒီဟာကိုဆက်လေ့လာမယ်ဆိုခန္ဓာကိုယ်ကင်တွယ်တာကိုပဲဘယ်လိုဥကောင်းကိုဘယ်လိုအခြေအနေမျိုးမှာဘယ်လိုကင်တွယ်ပြီးတော့သူ့ကိုကုညီလမ်းညွှန်မှုပေးရမယ်သူ့ရဲ့ဒါ attention ရတာသူဒီကဟိုဒီစွမ်းရည်တခုကိုပွင့်ပြအောင်လုပ်နေတဲ့အချိန်မှာဒီအပေါ်မှာသူအာရုံစူးစိုက်မှုရလာအောင်ကကျွန်တော်တို့အဓိက print ကအရေးကြီးတဲ့အချိန်ပိုင်းကဏ္ဍကနေပါနေတာပါရှင်အဲ့တော့ကြာတော့ကျွန်တော်ဒီအရေးကြီးတဲ့ခန်းကဏ္ဍကပါနေတဲ့ print ကိုပေါ့နော် ပေးနည်းတွေကလည်းအမျိုးမျိုးရှိပါတယ်အဲ့ဒီမှာခုကျွန်မပြောလိုက်တဲ့ခန္ဓာကိုယ်ကိုင်တွဲပြီးတော့ဗောနော်ခန္ဓာကိုယ်အပြည့်အဝကိုင်တွဲပြီးတော့သူတို့ကိုဒီမိမိလှုပ်ဆောင်စေခြင်းနဲ့အရာကိုလှုပ်ဆောင်စေခြင်းပေါ့ print ပေးခြင်းပေါ့နော်ဒါကလည်းဒီမှာကိုပဲထပ်ပြီးတော့အသေးစိတ်လို့ရပါသေးတယ်ရှင့်ဒါကျမကတော့ဒါကိုဒါအကြောင်းအရာတစ်ခုအနေနဲ့ပဲဆွေးနွေးပါပါဒီခန္ဓာကိုယ်ကင်တွယ်တဲ့နေရာမှာကိုပဲကလေးကိုဒါစနစ်ဘလို့ ီကကုကအနေစမာလာပခုံးလေးကိုစပြီးခံရမှာလာအခြေအနေပေါ်မှာမူတည်ပြီးတော့ဆောင်ရွက်ကြရတာဖြစ်ပါလေရှင်ကလေးရဲ့ဖြစ်ပေါ်လာတဲ့ခြေအနေပေါ်မှာမူတည်ပြီးတော့ဒါဆောင်ရွက်ကြရခြင်းဖြစ်တယ်နောက်ပရွန်တစ်ခုကကြတော့ခန္ဓာကိုယ်ကင်တွေတဲ့ဒစိတ်တပိုင်းကင်တွေပြီးတော့သူ့ကိုဒါပရွန်ပေးရမှာလားပေါ့နော်အဲ့လိုမျိုးတွေရာလည်းရှိပါသေးတယ်ရှင်အသေးစိတ်လေ့လာမယ်ဆိုရင်လေ့လာစရာတွေကအများကြီးပါရှင်စိတ်ဝင်စားဖို့လည်းအကောင်းပါတယ် အဲ့မှာဆိုရင်နောက်တကတရုတ်ပြတာပေါ့နော်မိမိလုံးဆောင်စီခြင်းနဲ့အပြုမှုတစ်ခုပေါ့စွမ်းရည်တစ်ခုကိုမိတင်ပေးတဲ့မိခင်ဖခင်ဒါမှမဟုတ်ရင်ဆရာသမားကနေပြီးတော့တရုတ်ပြပြီးတော့ပေါ့နော်အဲသူသူ့ကိုဒီလိုလေ့ကျင့်စီခြင်းနဲ့သင်ကြားပေးစီခြင်းတွေလည်းရှိပါတယ်နောက်တစ်ခုကအမူအရာနဲ့ပေါ့နော်အမူအရာနဲ့ပြပြီးတော့သူ့ကို prompt ပေးတာလည်းရှိပါတယ်တဲ့ နောက်တစ်ခုနှုတ်မှုဆိုင်ရာနှုတ်နဲ့ပေါ့နော်ကျွန်မစကလုံးနေနဲ့ပေါ့နော်စကလုံးနေပြောရက်ပြောတဲ့အခါမှာလည်းရှေ့မှာကျွန်မပြောသွားတဲ့အခါမထဲမှာပါတယ်အဲသူတို့ကိုတိကျပြတ်သားတယ်ဒါပရမျိုးဖြစ်ရမယ်တိကြပြတ်သားတယ်သူတို့အဓိကပေါ့နော်ကုညီလန်းညွန်မှုမျိုးဖြစ်ရမယ်အဲအဲ့လိုမျိုးနီးလန်းနေနေပေါ့နော်နှုတ်မှုဆိုင်ရာနေလဲ print ပေးလို့ရတယ်နောက်တစ်ခုအမြင်ဆိုင်ရာပေါ့နော်ကျမတို့ဟိုကျမတို့ plus cut ကလေးနေလေ ဒီကပုံလေးတွေပါအောင်ဒီပုံလေးတွေနဲ့ဆက်ဆက်ပြီးတော့တို့အမြင်အာယုံနဲ့ပလဲဒီက print ပေးလို့ရပါတယ်တဲ့ ရတာတဲလွန်စာပေးမိမော်နော်လွတ်လပ်စွာလုတ်ကြိုက်တယ်တဲလွန်စာ तू တီတီကအကြောင်းအရာတစ်ခုကိုလုံးဆောင်နိုင်မှုတဲ့ तू တဲလွန်စာလေးပေးပြီးတော့ဆောင်ရွက်ဆိုင် print ပေးခြင်းနေရာဖြစ်မော်နော်သူတို့ဒါဟိုကူညီလမ်းညွှန်မှုတွေလည်းဆောင်ရွက်ပေးလို့ရပါတယ်ဒါကြောင့် print ပေးတဲ့အခါမှာလည်းအများဆုံးကနေအနည်းဆုံးကိုကလေးရဲ့ခြေနေပေါ်မှာမူတည်ပြီးပေးရမယ်ပေးနည်းတွေကအများကြီးရှိပါတယ်ဒီထဲမှာကိုပဲကျမကဒါခန္ဓာကိုယ်ကိုင်တွယ်တယ်ဆိုတာမှာဒီခန္ဓာကိုယ်ဘယ်လိုဟိုသူ့ရဲ့ခြေနေပေါ်မှာမူတည်ပြီးတော့ ဘယ်လိုကင်တွေရမလို့ဆိုတာကိုဆက်ပြီးအသေးစိတ်လေ့လာလို့ရှိရင်လေ့လာစရာရှိပါသေးတယ်ရှင်။အဲ့တော့ဒါအမယ်လို့အခုဒီနေမှာတော့ဒီလောက်ကလေးကိုပေါ့ကျွန်မဆွေးနွေးပေးသွားတာကျင်းလည်းဖြစ်ပါတယ်။ခန္ဓာကိုယ်ပြေဝကင်တွေမှာလားတစိတ်တစ်ပိုင်းကင်တွေပြီးတော့သူ့ကို print ပေးမှာလား။တရုတ်ပြခြင်းနည်းရည်နဲ့ print ပေးမှာလား။အမူအရာနဲ့ print ပေးမှာလား။နှုတ်မှုဆိုင်ရာတွေနဲ့ print ပေးမှာလား။အမြင်ဆိုင်ရာနဲ့ print ပေးမှာလား။တဲလွန်စားတွေနဲ့ print ပေးမှာလားဆိုပြီးတော့ print ပေးခြင်းနည်းတွေအများကြီးရှိပါတယ်။အဲအဲ့ဒါကြတော့ကျွန်တော်တို့ဒီ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 ရဲ့ဒါ ချင်းချင်းရဲ့ဒါစိတ်ပိုင်းတွေပါဒီမှာဆိုရင်အဲဒါကကြတော့เนาะတတိယပိုင်းရောက်သွားပြီ child response and consequent ကလေးရဲ့တုံ့ပြန်မှုနဲ့အကျိုးဆက်တွေပေါ့เนาะအဲ့ဒီမှာဆိုရင်ကလေးကမှန်ကန်နေဒါမှမဟုတ်ရင်မမှန်ကန်တဲ့တုံ့ပြန်မှုကိုပေးနိုင်တယ်အဲ့ဒါဆိုရင်ကိုလိုချင်တဲ့ဥတီထားတဲ့တုံ့ပြန်မှုကိုတေချာမှတ်ထားရမယ်ဟိုဆရာကအဲ့ဒါရှိတတ်တယ်မိဘရောပေါ့เนาะ မိမိကဘာကိုဖြစ်စေချင်တာလို့ဆိုပြောရင်းနဲ့သင်ရင်းနဲ့ဟိုမိမိဒီတုံ့ပြန်လိုတဲ့တုံ့ပြန်ချက်ကိုဟိုတစ်ခါကျမေ့သွားရတယ်လေဒါမျိုးမဖြစ်လို့မဖြစ်ပါဘူးဒီလိုမျိုးဒလေးကလေးတွေကပို့ပြီးတော့အရေးကြီးပါတယ်လေရှင်အဲတုံ့မိမိဘလို့ဘာကိုတုံ့ပြန်ချင်တာတော့ဆိုတာလေးကိုတိတိကျကျလေးကိုပဲအဲတတ်မှတ်ထားရပါမယ် နောက်ပြီးတော့နောက်ဆက်တဲ့အကျိုးဆက်အနေနဲ့တွန့်ပြန်မှုပေါ်မှာမူတည်ပြီးတော့ကွဲပြားခြားနားနိုင်ပါတယ်ခုနလိုပေါ့ရှင်ဟိုခြေရှိပိုင်းမှာကျွန်မဆွေးနွေးတော့တာပါပါတယ်အဲအပြေဝတုံးမိမိလိုချင်တဲ့တွန့်ပြန်မှုအပြေဝရတာလားဒီစိတ်တစ်ပိုင်းပဲပေးတာလားပေါ့ကလေးရဲ့တွန့်ပြန်မှုတွေအမျိုးမျိုးဖြစ်နိုင်သေးပါတယ်ရှင် အဲနောက်တစ်ခုကကြတော့မှန်ကန်တဲ့တုံ့ပြန်မှုကိုတဲ့ကလေးကမှန်မှန်ကန်ကန်တုံ့ပြန်လို့ရှိရင်အပြုသဘောဆောင်တဲ့စုချက်ချင်းတိုက်တွန်းအားပေးရမယ်ရီအဖို့စားချက်ချင်းပေးရပါမယ်လေရှင်စုဟာတဲ့ဟိုတခုခုတော့ဖြစ်နိုင်တယ်ပေါ့နော်အောက်ပါတခုခုဖြစ်နိုင်တယ်တဲ့ဥမာနှုတ်အားဖြင့်ချီးမွမ်းလိုက်ပါလားဒါလည်းကျမတို့မယိုးနိုင်တဲ့ဒါဒီကျမတို့ဒီတိုက်တွန်းအားပေးမှုပါလူတိုင်းကဒီချီးမွမ်းအားပေးရအောင်တကယ်ကိုသူတို့တကအများအားဒါမယိုးနိုင်ဘူးအဲထီလေထီရောက်ပါလေရှင် ောက်ပြီးတော့ဥပမာပေါ့သူတို့ကြိုက်တတ်တယ်ပေါ့တချို့ကလေးတွေကချိုးချင်တာကြိုက်တာလေချိုးချင်လေးပေးလိုက်မှလားပေါ့အစားအစာအမျိုးမျိုးရှိပါတယ်ကလေးဘာအောင်နှစ်သက်တုံးဆိုတာလေးလေးလေးလာသုံးသက်ထားပြီးတော့သူတို့ကအစားအစာကိုဒီမှာချိုးချင်လေးကိုကြိုက်ထားလားပေါ့နော်အားမို့ရင်အမတ်တရပစ္စည်းလေးကိုသူကြိုက်ထားလားဥပမာစတစ်ကာလေးတွေစတားလေးတွေလေအများကြီးပဲလေဒါမျိုးလေးတွေအဲပြုမှုသူပတ် ူ့ရဲ့အပြုမူကမိမိလိုချင်တဲ့အပြုမူရရှိပြီဆိုလို့ရှိရင်အမတ်တရပေးရပေါ့နော်သူတို့ပစ္စည်းလေးတွေစတစ်ကာလေးတွေစတားလေးတွေပေးရပေါ့တချို့ဆိုအဲ့ဒီစတစ်ကာလေးကိုမတော်ဒီရင်ဘက်ကိုကတ်လွှတ်လိုက်တာလေအဲ့ဒါလေးကိုဒကုံယူယူနဲ့ဟိုအဝိအိမ်မှာအမေရအဝိဆိုတာဒီစတစ်ကာကိုမပြည့်အောင်ရှော်ပေးရမယ်လို့ပြောတဲ့ကလေးကြီးတအားသဘောကြတာသူတို့တွေကအဲ့စတားလေးတွေလို့ပေါ့နော်သူတို့အပြုံးလေးလို့ရလာပြီဆိုတို့ကုံယူကြတာပါကလေးလေးကိုကလေးလေးကုံယူကြတာကိုတွေ့တဲ့အခါမှာအဲတို့တွေကို reinforcer ပေးတဲ့အခါမှာတို့ ချိန်နဲ့ပြီးတော့ဗောနော်ဒီအပြုမှုကောင်းတဲ့အပြုမှုတွေထက်ခါထက်ခါလှုပ်ကျင်စိတ်တွေဒီဆက်တိုက်ပေါ်ပေါက်လာအောင်ဒီတိုက်တွန်းအားပေးမှုတွေကိုဆောင်ရွက်ကြရမှာဖြစ်ပါတယ်ရှင်အဲ့ဒီမှာဆိုရင် reinforce reinforcements ဗောနော် reinforcer အင်မတန်အရေးကြီးပါတယ်ဟိုဒီလိုမျိုးတွေညာတိုက်တွန်းအားပေးမှုတွေသူတို့ရဲ့အပြုမှုကောင်းနေရရှိလာပြီးပြုမှုတွေအားကောင်းမွန်တဲ့အပြုမှုရရှိပြီးမိမိလိုချင်တဲ့အပြုမှုရရှိပြီးဆိုလို့ရှိရင် ။ဘာလုပ်ပေးရမလို့ဆိုလို့ရှိရင်ဟိုပေါ့နော်သူတို့အဓိက reinforcer ချက်ချင်းတန်းပေးရမယ်။အဲ့မှာချက်ချင်းမပေးလိုက်ဘူးဆိုရင်သူကဒီအပြူကောင်းတဲ့အပြူမျိုးဆက်လုပ်ဖို့သူ့မှာဘာဖြစ်သွားတုံနေသွားစီ။အဲ့လိုမဟုတ်ပဲကောင်းတဲ့အပြူမျိုးတွေဆက်ကဆက်ကဆက်ကထက်ကထက်ကလုံးတို့ချင်းနဲ့စိတ်ကလေးတွေချစ်ပေါ်လာအောင်ဒါကြောင့် reinforcement ကိုပေးရပါမယ်တဲ့အဲ့ဒါရေးကြည့်ပါလေရှင် နောက်ပြီးတော့အဲမမှန်တဲ့တုံ့ပြန်မှုတွေလည်းကလေးရကလေးစီရရရှိနိုင်တယ်လေမမှန်ကန်တဲ့တုံ့ပြန်မှုတွေရရှိရလာပြီဆိုရင်ဘယ်လိုလုပ်ဆောင်ရကြမလို့ဆိုတာလေးကိုကျွန်မဆက်လက်ဆွေးနွေးပေးသွားပါမယ်ရှင်အဲ့ဒီမှာဆိုရင်ကလေးရမမှန်ကန်တဲ့တုံ့ပြန်မှုတွေပြုလုပ်ခဲ့လို့ရှိရင်ပြင်ဆင်ပေးရမယ်အဲ့လိုမျိုးပြင်ဆင်ပေးရမယ်ဟိုသူ့ကိုဟိုပုံမှန်အတိုင်းလေးပထမအဦးဆုံးနေလိုက်မယ်ပေါ့နော်သူ့ကိုတုံ့ပြန်တဲ့အခါမှာ မိမိလိုချင်တဲ့တုံ့ပြန်မှုမဟုတ်ဘူးဆိုရင်သူ့ကိုပြင်ဆင်ပေးရမယ်ပုံမှန်တိုင်းဆရာအနေနဲ့ခုနကဟိုချီးကျူးတာတွေပါတယ်တော့မလို့အောင်ပေါ့နော်အဲ့ဒါလေးအရေးကြီးပါတယ်အဲ့ဒီမှာတိုက်တွန်းအားပေးမှုတော့မဟုတ်အပြစ်ပေးမှုမလုပ်ရပါဘူးရဲ့အဲတိုက်တွန်းအားပေးဟောတိုက်တွန်းအားပေးမှုတော့မလုပ်ဘူးပေါ့သားလည်းအပြစ်မပြောရဘူးရဲ့အပြစ်ပြောလို့ရှိရင်လည်းဒါကလေးကိုကျမတို့ promise မဲ့နဲ့ print ပေးရဟာနဲ့ပဲသွားမှာသူ့ကိုအပြစ်ပေးမှုတော့သွားလုပ်လို့မရပါဘူးရှင်အပြစ်ပေးမှုမလုပ်ရပါဘူးတဲ့အဲအဲ့ဒီမှာဆိုလို့ရှိရင်မှန်ကန်တဲ့အပြစ်ကိုညွှန်ပြရမယ်အဲ နောက်ထပ်တစ်ခုထပ်လုံအောင်ဆိုပြီးတော့ဆက်ပြောရမယ်ပေါ့နော်နောက်ထပ်တစ်ခုထပ်လုံမယ်ပေါ့နောက်တစ်ချိန်ထပ်လုံမယ်ဆိုပြီးပြောရမယ်မှန်တဲ့အဖြေကိုညွှန်ပြပေးရမယ်မိမိပြုမှုလေးတဲ့မှန်ကန်တဲ့အပြုမှုတစ်ခုကိုသူ့ကိုညွှန်ပြပေးရမယ်ပေါ့ခုနလိုမျိုးသူ့ကိုဒါအပြစ်ပေးတာတွေငောက်တာတွေစူတာတွေမလုပ်ရဘူးမလုပ်ရဘူးတိုက်တွန်းအားပေးမှုတော့လုပ်လို့ရတယ်ဒါပေမဲ့လို့အပြစ်ပေးမှုတော့မလုပ်ရပါဘူးတဲ့အဲဒီလိုမျိုးရနောက်တစ်ခါမှန်တဲ့အခြေအနေကိုပေါ့ဒီညွှန်ပြပေးရမယ်ပေါ့နော် ကလေးကမမှန်ကန်တဲ့တုံ့ပြန်မှုတစ်ခုကိုပြုမှုလာပြီဆိုလို့ရှိရင်ဒါဆိုရင်ကလေးကမမှန်ကန်တဲ့အပြုမှုကိုပြုလုပ်ခဲ့လို့ရှိရင်ပြင်ဆင်ပေးရမယ်သူ့ကိုပုံမှန်အတိုင်းလေးကိုကနေလဲရမယ်တိုက်တွန်းအားပေးမှုတွေအပြစ်ပေးမှုတွေမလုပ်ရဘူးဘာလို့လဲဆိုတော့တိုက်တွန်းအားပေးမှုသွားတုပ်လို့လည်းမရဘူးရှင်ဘာလို့လဲဆိုတော့ तू ကမမှန်ကန်သေးဘူးလေမမှန်သေးတာဖြစ်တဲ့အတွက်တိုက်တွန်းအားပေးမှုမလုပ်သေးဘူးပေါ့နော်မှန်တဲ့အဖြေကိုညွှန်ပြပေးရမယ်နောက်တစ်ခု နောက်ထပ်တစ်ခုထပ်လုပ်မယ်ဆိုပြီးတော့သူ့ကိုဆက်ပြောရပါမယ်ဒီလိုလေးနီလန်းလေးတွေနဲ့ကျွန်တော်မမှန်ကန်လို့ရှိရင်လည်းမမှန်ကန်တဲ့တုံ့ပြန်မှုတွေအပြုအမူတွေရရှိလာပြီဆိုလဲစာရွက်ပေးသွားကြရမှာဖြစ်ပါတယ်ရှင်အဲ့မှာဆိုရရှင်ဒီမှာဆိုရင်နံပါတ်နောက်တစ်ခုနောက်ဆုံးမေးအစ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီက DDD ရဲ့နောက်ဆုံးအစ်ဖြစ်တဲ့အကျိုးဆက်နောက်ပိုင်းမှာဖြစ်ပေါ်လာတဲ့အစ်လည်းဖြစ်တယ်တဲ့ inter trial interval ပေါ့နော်ဒါကကြတော့ PDD ရဲ့နောက်ဆုံးအဆင့်ဖြစ်တဲ့အကျိုးဆက်ရဲ့နောက်ပိုင်းမှာဖြစ်ပေါ်လာတဲ့အဆင့်လည်းဖြစ်တယ်အဲ့မှာဆိုရင်သူကမိမိရရှိသွားစေလို့တဲ့စွမ်းရည်ကိုလက်တွေ့ဆောင်ရွက်ခြင်းနဲ့ပြီးဆုံးချောင်းကိုညွှန်ပြရမယ်နောက်လာမည့်တစ်ခုကိုလည်းစတင်ရန်ဖြစ်တယ်ဒါဆိုရင်ရရှိသွားတဲ့မိမိတို့ဟိုရရှိသွားစေလို့တဲ့စွမ်းရည်တစ်ခုကို ဟိုလက်တွေ့ဆောင်ရွက်ခြင်းနဲ့သူလုံဆောင်တာတွေအောင်မြင်သွားပြီဆိုပြီးဆုံးကြအောင်သူ့ကိုညွှန်ပြပေးရမယ်နောက်တစ်ခုကိုထပ်ပြီးရောစတင်ဆောင်ရွက်ရမှာပေါ့ပြီးလို့ရှိရင်ကျမတို့အဲ့ဒါဟာ5စက္ကန့်နဲ့မပိုစေသင့်ဘူးတဲ့ကြာကာလတူလေတည်ယူဖြစ်စဉ်ဆက်လုပ်ဆောင်ဖို့အတွက်ပိုကောင်းလေလို့ဖြစ်တယ်တဲ့5စက္ကန့်နဲ့မပူသင်ဘူးအဲ့ဒီမှာကြာကာလကြာကာလတူလို့ရှိရင်နောက်တည်ယူမှုကိုဆက်လက်လုပ်ဆောင်ပေးဖို့အတွက်ပိုပြီးတော့ကောင်းမွန်လေလို့ဖြစ်တယ်တဲ့ ကိုကျွန်တော်တို့ကအင်ကြီးဝှထားလေးနဲ့ဟိုပြောလေအင်ကြီးလေးကိုရှင်းနောက်ခွဲကြတတ်မယ်အဲ့ဒါကိုကျွန်တော်တို့ဒီကတင်ပေးတဲ့သူကနေပြီးတော့ပြုမိရေးပေးပေးမယ်သူလုံးဆောင်တတ်ပြီဆိုရင်၅၀ခန့်နဲ့မပူစီနဲ့နောက်တစ်ခုကိုမလုပ်ပေးရမလို့ဆိုရင်ဆက်ပြီးတော့ဒါကိုလုံးဆောင်ဖို့အတွက်ပေါ့နော်ဒါ instruction ပေးရမယ်ဆောင်ရွက်ဖို့အတွက်ပေါ့ prompt ပေးရမယ်ပေါ့လူမျိုးနည်းရင်းနဲ့သူ့ကို prompt ပေးရကမှာ gas ဟိုသူ့ရဲ့ဆောင်ရွက်ချက်တစ်ခုနဲ့တစ်ခုချားမှာအား၅၀ခန့်နဲ့မပူစီပဲနဲ့၅၀ခန့်နဲ့မပူစီပဲနဲ့နောက်တစ်ခုဆက်လုပ် ဆောင်မှုတွေကပိုကောင်းမှုတွေအခြေအနေကိုဖြစ်ပေါ်လာစေပါတယ်ရှင်ဥပမာအနေနဲ့ကျွန်တော်တို့ချီချီဆွေးနွေးပေးပါမယ်ဒီမှာဆိုရင်ဆရာတို့မို့မိပါပေါ့နော်ရှိမယ်အဲဒီမှာဆိုရင်တော့ဒါကတော့ဒီမှာကလေးလေးရှိမယ်ပေါ့နော်ဆရာတို့မို့မိပါရှိမယ်ကလေးလေးရှိမယ်အဲ့မှာဆိုရင်ဇပွဲပေါ်မှာကလေးကြိုက်တဲ့ဖာလေးရှိနေမှုဆိုရင် ကလေးနှစ်သက်တဲ့အယုတ်ကလေးကိုတင်ထားမယ်ဒီအယုတ်ကလေးကိုကလေးကကြိုက်တယ်ပေါ့နော်အဲ့ဒါဆိုရင်ကလေးကိုဘာလို့ပြောမလဲထိ သူကတခုပဲဒလေးကလေးတွေဖြစ်တယ်လို့သူ့ကိုဒီအယုတ်ကိုထိဖို့အတွက်ထိလို့ပဲပြောရမှာအဲဒီယုတ်ကလေးကိုထိလိုက်ပါအဲအဲ့လိုမျိုးအရှိကြီးပြောလို့မရပါဘူးရှင်ထိအဲ့လိုမျိုးပြောလိုက်လို့ရှိရင်ကလေးက10စက္ကန့်အနေနဲ့30စက္ကန့်အတွင်းလိုက်လို့ဖို့အတွက်ဒါစောင့်ပေးရမယ်ဆရာတို့မို့မိဘအနေစောင့်ပေးရမယ်အဲ့လိုစောင့်ပေးလိုက်ဖို့တဲ့အချိန်မှာ ကလေးကထိနိုင်သွားတယ်ဆိုရင်ထိတာတော်လိုက်တာဆိုပြီးတားပြီးသူ့ကို reinforce ပေးရပါမယ်တဲ့ အဲအဲ့လိုနဲ့ပေါ့ဇဝဲဝါယုတ်ကလေးကိုပြီးတော့ပြန်ယူလိုက်မယ်အဲကြောင့်ဒါကြောင့်ဒီတစ်ခုနဲ့တစ်ခုအကြာမှာ5စက္ကန့်တည်းမပိုးစီပါနဲ့လို့ပြောတာပါဒါမှနောက်တစ်ခုကိုဆက်ပြီးတော့အဆောင်ရဲ့လို့ရမှာပါရှင်အဲဆိုရင်ဒီကျမဥဒီကဒီဒီဒီရဲ့ပေါ့နော်နောက်ဆုံးမိတ်နီလန်လေးဖြစ်နောက်ဆုံးမိတ်ဆောင်ရွက်ချက်ကလေးဖြစ်တဲ့ပေါ့နော်ဆရာနဲ့မိဘရှိမယ်ကလေးလေးရှိမယ်အဲဆိုရင်ဇပွဲပေါ်မှာကလေးကြိုက်တဲ့အယူကလေးတစ်ခုကိုတင်ထားမယ်အဲဆိုရင်သူ့ကို instruction ပေးမယ် ठी အဲ့လိုပြောလိုက်တဲ့အချိန်မှာကလေးကမလုပ်ဘူးနော်ဒီကအဲ ကလေးထိလို့ပြောလိုက်တဲ့အချိန်မှာ तू ကဒါဝထိဖို့သူ့ရဲ့စောင်းခဏတော့စောင်းရမယ်10စက္ကန့်နေ30စက္ကန့်အတွင်းကိုတော့စောင်းရမယ်စောင်းလိုက်တဲ့အခါမှာ तू ကမှန်ကန်စွာထိရယ်ဆိုရင် तू ကိုတော်လိုက်တာဆိုပြီးတော့ reinforcer ပေးမယ်အဲဆိုရင်ဇပွဲပေါ်ကအယုတ်ကလေးကိုပြန်ပြီးတော့ဖြူထားလိုက်မယ် now တခုဆက်ပြီးတော့လေ့ကျင့်မှာပေါ့အဲ့လိုနီးလဲနေနဲ့ကျွန်တော်တို့အဓိက DTD method ကနေပြီးတော့စဉ်ဆက်မပြတ်အာလေ့ကျင့်တင်ကြားခြင်းနေနဲ့ပေါ့နော်ကလေးရဲ့အပြုအမူတွေကိုမှန်ကန်ပြီးတော့ပေါ့နော် မိမိတို့လိုချင်တဲ့အပြုအမူတွေအပြုသဘောဆောင်တဲ့အပြုအမူတွေရရှိလာအောင်စိတ်ရှိရှိနဲ့ပေါ့နော်ဆောင်ရွက်ပေးကြရမှာဖြစ်ပါတယ်။အဲခုရေရင်သူခုရေကြည်တောက်လို့တော့မရပါဘူးရှင်။အဲ့တော့ကြတော့စိတ်ရှိရမယ်။သူတို့ကိုမှန်ကန်တဲ့ အဲလေ့ကျင့်သင်ကြားမှုတွေပြုလုပ်ရမယ်။ကျမတို့ DDD ရဲ့အဓိကအခြေခံမှု၅ချက်ထဲမှာကိုပဲအစိပ်ပိုင်းတသေးလေးတွေခွဲမယ်။အဲခွဲထားတဲ့အစိပ်ပိုင်းတသေးလေးတွေကိုစာပေးရမယ်ဆိုပြီးတော့ပေါ့နော် DDD ရဲ့အခြေခံမှု၅ချက်ကလေးနဲ့စောင့်ရပေးကြလို့ရှိရင်တကယ်ကိုပေါ့နော်သူတို့ရဲ့အပြုမူတွေကကောင်းမွန်တဲ့မှန်ကန်တဲ့အပြုမူတွေဖြစ်အောင် လေ့ကျင့်ပေးသွားလို့ရရှိသွားကြမှာပါဆိုတဲ့အကြောင်းလေးကိုကျွန်မယနေ့ဆွေးနွေးပေးသွားရင်းဖြစ်ပါတယ်။နောက်နေ့တွေမှာလည်းပဲကြံရှိနေတယ်ပေါ့နော်။နီလန်လေးတွေတည်းရပေါ့နော်။အကြောင်းအရာတွေကိုဆက်လက်ပြီးတော့ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်းနဲ့ယနေ့ကျွန်မဆွေးနွေးချက်ကလေးကိုညီကိုချုပ်ခင်ပြပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။